ားအလုံးမင်္ဂလာပါခင်ဗျာထုံးစံတိုင်း Walker Qualification ပွဲစဉ်တွေတဲကဒါစနေနေ့ညရဲ့တနင်္ဂနွေနေ့မနက်အစောပိုင်းမှာရှင်ပြိုင်မဲ့ကစားမယ်ပေါ့နော်ပွဲစဉ်တွေအများကြီးရှိပါတယ်ဆိုတော့အကောင်းဆုံး free ပွဲစဉ်လေးတစ်ပွဲသုံးသက်ရွေးချယ်ပေးကြပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့စနေနေ့ညဆယ်နာရီခွဲမှာရှင်ပြိုင်ကစားမယ်ဒါ Hungary နဲ့ Armenia အသင်းတို့ရဲ့ပွဲစဉ်ကိုခမန်းသုံးသက်မှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့အုပ်စုရဲ့ အမှတ်ပေးစရာရည်တည်မှုလေးနဲ့ပဲကျွန်တော်ဒါစပြီးတော့ကြည့်ရအောင်ပေါ့နော်ဆိုတော့ဒီအုပ်စုမှာတော့ဒါပေါ်တူဂီကတော့အသင်းကြီးဖြစ်တယ်နှစ်ပွဲကစားပြီးထားတဲ့အချိန်မှာနှစ်ပွဲလုံးအနိုင်ရထားတာဖြစ်တဲ့အတွက်ကိုကျင်းဒီပေါ့ဒါခြေစပွဲအောင်မြင်မဲ့ပေါ့နော်ဒါအသင်းကြီးလို့ပြောရမှာလည်းဖြစ်တယ်ဒီနေ့မှာဆိုလို့ရှိရင်လည်းပေါ်တူဂီကအိုင်ယာလန်အသင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကိုဒါနိုင်မောရရှိဖို့တော်တော်လေးများတဲ့အနေထားဆိုတော့ပေါ်တူဂီကတော့ကျွန်တော်တို့ဒါခြေစပွဲအောင်မြင်သွားပြီဖြစ်တဲ့အသင်းကြီးလို့ပဲသတ်မှတ်ထားရမှာလည်းဖြစ်ပါတယ်ဆိုတော့လက်ချက်တနေရာစာအတွက်ကအာမေးနီးယားနဲ့ဟန်ဂေရီက လူရမယ့်အနေထားမျိုးပေါ့နော်ဒါပေမဲ့အိုင်ယာလန်အသင်းမှာလည်းဒါဟန်ဂရီနဲ့ရမှတ်တမတ်စီတူထားတာဖြစ်တဲ့အတွက်အိုင်ယာလန်အသင်းမှာလည်းမျှော်လင့်ချက်အနည်းငယ်တော့ရှိတယ်လက်ကျန်ပွဲစဉ်တွေကတော့ဒါအဆုံးဖြတ်ဖြစ်လာမယ့်ပွဲစဉ်တွေပေါ့နော်ဆိုတော့ဒီနေရာမှာအာမေးနီးယားအသင်းကတော့ဒါနှစ်ပွဲကစားပြီးထားတဲ့အချိန်မှာတပွဲနိုင်ထားတယ်တပွဲရှုံးလာတာဖြစ်တဲ့အတွက်ရမှတ်သုံးမှတ်ရရှိထားတယ်ဟန်ဂရီကတော့ဒါတပွဲသေးရေတပွဲရှုံးလာတာဖြစ်တဲ့အတွက်ရမှတ်တမတ်ပဲရရှိထားတယ် ဆိုတော့ Hungary အနေနဲ့ကတော့ဒီနေ့ပွဲစဉ်ကသူတို့အတွက်ပေါ့နော်ဒါအရေးကြီးတဲ့ပွဲစဉ်ရမှတ်၃မှတ်ရရှိဖို့အတွက်စူးစမ်းရမယ့်အနေအထားမျိုးဒီပွဲစဉ်မှာသာတကယ်လို့ဒါ Hungary အနေနဲ့ Armenia ကိုအနိုင်မရရှိခဲ့ဘူးအသေးကြမယ်ရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့ဒါလက်ချံပွဲစဉ်တွေမှာတော်တော်လေးယုံကန်ရမယ့်အနေအထားမျိုးမှာရှိပါတယ်ပြီးတော့ဒီပွဲစဉ်ကဒါ Hungary အသင်းအင်ကွင်းမှာရှင်ပြန်ကစားရမှာဖြစ်တဲ့အတွက်အနိုင်ရရှိဖို့ရာခိုင်နှုန်းကတော့တော်တော်လေးများပါတယ်။ဆိုတော့လက်ရှိကျွန်တော်တို့ဒါ Warrinking ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Hungary ကတော့41မှာရှိတယ်။ကမ္ဘာအဆင့်သတ်မှတ်ချက်။ Armenia ကတော့ကမ္ဘာအဆင့်သတ်မှတ်ချက် 103မှာရှိရတော့ကဘာစင်တမတ်ချက်ကတော့အာကွာဟာချက်လေးတော့ရှိနေပါတယ်အာမေးနီးယားနဲ့ပေါ့နော်ဟန်ဂရီရဲ့အာလက်ရှိအနေအထား current form အရာကြည့်မယ်ဆိုရင်တော့အာမေးနီးယားကတောင်မှဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ Ireland ကို2-1နဲ့နိုင်ထားတာဖြစ်တဲ့အတွက်နောက်ဆုံးပွဲစဉ်မှာအာမေးနီးယားရလက်ကောင်းတာတယ်ရှေ့ကပြောလို့ Hungary ကတော့ရလက်ပိုင်းမကောင်းတာဘူးဆိုတော့ Hungary အနေနဲ့ကဒါ friendly match ဖြစ်တဲ့ Azerbaijan ကို2-1နဲ့နိုင်ထားတဲ့ပွဲစဉ်ကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်တော့ Nation League ပွဲစဉ်တွေရောလက်ရှိကစားတဲ့ ဒါကမ္ဘာဖလားခြေစစ်ပွဲစဉ်တွေရောအပါဝင်ဆိုလို့ရှိရင်တော့ဟန်ဂရီအနေနဲ့နောက်ဆုံး6ပွဲလောက်ကနိုင်ဝင်မရှိဘဲနဲ့ဒါရှုံးပွဲတွေဆက်နေတာမျိုးတွေရှိတယ်အဲဆိုရဲခါကြတော့ current form အရာ Hungary အနေနဲ့ရုန်းကန်ရတာမျိုးလေးရှိတယ်။ဒါပေမဲ့လက်ရှိအနေအထားမှာ Hungary နဲ့ဒီပွဲစဉ်ကတော့မဖြစ်မနေဖောင်းဖြတ်ပြီးတော့ကစားမယ်ပွဲစဉ်လို့ပြောရမှာလည်းဖြစ်ပါတယ်။လူစင်းအရာလည်းဒါ ကွာဟာချက်ကကြီးမားပါတယ်ဟန်ဂရီမှာတကယ်ကိုကစားသမားကောင်းတွေပိုင်ဆိုင်ထားပါတယ်ကျွန်တော်တို့လီဗာပူးတင်းရဲ့ကစားသမားတွေဖြစ်တဲ့တဆူဘူစလိုင်းအပြီးလို့ရှိရင်ကာကတ်အပြင်ကွင်းလယ်မှာဒါစလိုင်းလိုကစားသမားမျိုးတွေတိုက်စစ်မှာဗာကတ်လိုကစားသမားမျိုးတွေရှိရတော့ပေါ့နော်ဟန်ဂရီအနေနဲ့အိမ်ကွင်းမှာအဲဂျာမန်ဆုံးရှုံးလို့မရတဲ့ပွဲစဉ်ဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါအာရှရဲ့အကြောပေးမှုကိုကြည့်အောင်လက်ရှိအာရှရဲ့ ်အကျော်ပေးမှုရဆိုရင်ဟန်ဂရီကအင်ဂွင်းဖြစ်တယ်။ရမတ်လူအချက်မြန်မာနေတာဖြစ်တဲ့အတွက်ကိုဒါ1-60ဆိုတာမျိုးလေးအကျော်ပေးလာတယ်။ဒါကလည်း fair ဖြစ်တဲ့အကျော်ပေးမှုလို့ကျွန်တော်တို့ဒါပြောလို့ရပါတယ်။ဥရောပရဲ့ဝင်ယူးနဲ့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှင်တော့ဟန်ဂရီက1 point 3လောက်ပဲပေးထားပြီးတော့အာမေးနီးယားက8.75လောက်ပေးထားတာဖြစ်တဲ့အတွက်ကိုဥရောပဝင်ရိုးရကြည့်မယ်ဆိုလို့ရှိရင်လည်းဟန်ဂရီအနိုင်ရရှိဖို့ရာခိုင်နှုန်းတော်တော်လေးများပါတယ်။သို့တော့အာရှဇီးကွက်ရဲ့ဖွင့်လှစ်မှုအရဟန်ဂရီအနေနဲ့ ဒါ current form တွေမကောင်းထားတဲ့အနေအထားမှာအာမေးနီးယားကိုနှစ်ကိုးပြတ်ပါမလားကျွန်တော်တို့ဒါတော်တော်လေးစဉ်းစားရတဲ့အခြေအနေမျိုးမှာတော့ရှိပါတယ်။ဘာဖြစ်လို့ဆိုတော့ hungary အနေနဲ့ဒါနောက်တန်းကလည်းနောက်ဆုံးကစားခဲ့တဲ့ကျွန်တော်တို့ဒါ ငါးပွဲမှာဆိုလို့ရှိရင် friendly match ကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်တော့တပွဲကိုပြန်မျှနှစ်ဂိုးလောက်ပေးထားရတာဖြစ်တဲ့အတွက်ကို Hungary ရဲ့နောက်တန်းကဆွေးစရာအခြေအနေမျိုးလေးမှာရှိတယ်။ပြီးတော့ကျွန်တော်တို့ဒါဂိုးပေါင်းကြီးရကြီးမယ်ဆိုလို့ရှိရင်လည်း၃လုံး plus 50ဆိုတာမျိုးပေးထားတာဖြစ်တဲ့အတွက်ကိုအာမေးနီးယားလည်းဂိုးရနိုင်ဖို့ရတော့ရှိနေတယ်ဗျ။ဒါကြောင့်2-1ဆိုတဲ့ရလက်မျိုးနဲ့ပြီးသွားမယ်ဆိုလို့ရှိရင်တော့ Hungary ဘက်ကဒါကျွန်တော်အားပေးမယ်ဆိုလို့ရှိရင်တော့ -60 လောက် risk ယူရမယ်အနေထားမျိုးလေးမှာရှိပါတယ်။ဘယ်လိုပဲဖြစ်ပါဒီပွဲစဉ်မှာဒါ Hungary အနေနဲ့ပေးသင့်ပေး ထိုက်တဲ့အကြောပြမှုကိုပေးထားတယ်နိုင်တဲ့နိုင်ထိုက်တဲ့ပွဲစဉ်လေဖြစ်နေတာကြောင့်ဒီပွဲစဉ်မှာတော့ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကဟန်ဂရီနဲ့စွန်စားတင်းတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒီပွဲစဉ်မှာဟန်ဂရီအနိုင်ရရှိသွားမယ်လို့ထင်ပါတယ်ဆိုတော့အပြား60လောက် risk ယူပြီးတော့ဗောနော်မဖြစ်မနေနိုင်ပွဲလိုနေတယ်ဒါဟန်ဂရီကိုပဲအားပေးတင်းတယ်လို့တော့ကျွန်တော်ထင်ပါတယ်ကြာရှိနေတဲ့ပွဲစဉ်တွေကိုတော့မမ်မာကရူလေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ကြွားနေတဲ့ညီကိုတွေတော့ Fiverr နံပါတ်လေးချပေးထားပါတယ်ကြည့်ရှုပေးကြတဲ့ညီကိုတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအမြင်လေးတွေကိုလည်း comment box မှာဝင်ပြပေးသွားကြကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ